ားလုံးပဲမင်္ဂလာပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်စနေနေ့ကတော့ England Premier League ရဲ့ပွဲစဉ်73လာပြီပေါ့လေပွဲစဉ်73လာတဲ့အချိန်မှာကျွန်တော်တို့စိတ်ဝင်စားစရာပွဲတွေကဒါအသင်းကြီးပွဲစဉ်စုစုပေါင်း2ပွဲရှိတယ် နှစ်ပွဲရှိတယ် Manchester City ပွဲရှိမယ်နောက်တစ်ခုက Tottenham Hotspur ရဲ့ London Derby ရှိမယ်ဒါပထမနှစ်သိန်းလုံးကပြီးခဲ့တဲ့ပွဲစဉ်မှာကိုစီရှုံးထားကြတာဖြစ်တယ်။ဆိုအခုလောလောဆယ်နေထားရကျွန်တော်ပွဲစဉ်တက်ကကျွန်တော်နှိမ့်လေဆနစ်ခွဲကျွန်တော်ရှိမှာဆနစ်ခွဲညီမဆန်တော်ချိန်ည6 9နိုင်မှာကန်တဲ့ပွဲတပွဲမှမရှိဘူး။မရှိဘဲနဲ့ Brentford နဲ့ Burnley ရဲ့ပွဲနှိမ့်လေ3နိုင်ည9ခွဲကန်မယ်။နောက် Sunderland နဲ့ Bournemouth ရဲ့ပွဲနှိမ့်လေ3ခွဲညီမဆန်တော်ချိန်ည9ခွဲကန်ပြီးတော့ မိုင်းချက်စတာစီးတီးကလီးရှ်ယူနိုက်တက်ကိုအင်ကွင်းမှာကံမဲ့ပွဲဒီပွဲကလည်းနေ့လေ3ပွဲဖြစ်ပြီးတော့ဒါ Everton နဲ့ Newcastle United ရဲ့ပွဲအဲ့ပွဲကညနေ9ပွဲနဲ့နောက်ဆုံးပွဲက Tottenham Hotspur နဲ့ Fulham ရဲ့ပွဲဒီပွဲကတော့နနက်2နာရီမှကံမဲ့ဆိုတော့စုစုပေါင်းအချိန်ကအစိုးဆုံးပွဲမရှိတော့ဘူးလေဆိုတော့ Brandfull နဲ့ Banley တိတ်ကြည့်ကြမလို့ Brand Brandfull ရဲ့အိမ်ခွင်အင်တန်ကောင်းနေသူတို့အိမ်ခွင်မှာအတင်းကြီးတိုင်းကိုဒုက္ခပေးရဲကျွန်တော်ကတော့အဲ့ပွဲကတော့ Brandfull အတွက်ခက်ခဲမှုမရှိတဲ့အပွဲလို့ကျွန်တော်မြင်တယ် Man City က Leeds နဲ့ကံမယ်ဒီပွဲက City တို့က goal ဘလောက်တွင်းမယ်ဘလောက် goal ပြတ်တွင်းမလဲဆိုတဲ့ပွဲပဲ Leeds United နီးပြ Daniel Vaga ထုတ်ခံရမယ်လို့တော့မှရေပန်းစားနေသူဖြစ်ပြီးတော့ကျွန်တော်ထင်တော့မရဘူးဗျ Leeds United ကမဆိုးလို့ပြောတယ်အစောပိုင်းလေးကတော့မဆိုးဘူးနောက်ပိုင်းမှာတောက်လျှောက်ခြေစွမ်းကျနေတယ် Daniel Vaga အနေနဲ့ ဒါ surprise လို့ပို့ခတ်တယ် city ရဲ့အိမ်ဝင်းဖြစ်တယ်ဟာလန်ကိုတိုင်ဂိုးပေါက်ပြောင်းနေတဲ့ကြောင့်တေချာပေါက်ဂိုးတွေထိုင်းတိုင်းပြန်သွင်းနိုင်မဲ့ပွဲမျိုးဖြစ်ပြီးတော့ Manchester City ရဲ့အိမ်ကွင်း Etihad ကွင်းမှာကမ်းမယ်ဒါ City က lease နဲ့ပွဲတိုင်းတွေ့တိုင်းလည်းအမြဲတမ်းဂိုးပြတ်သိမ့်နေတဲ့အခြေအနေရှိတယ် တန်းတက်လာတဲ့ lease အနေနဲ့တောင်းခံဖို့ခက်တယ်နောက်တစ်ခုက lease ကပိတ်ကံတဲ့အသင်းမဟုတ်ဘူးသူတို့ကိုယ်တိုင်တိုက်စစ်အသားပေးအသင်းနဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်ထင်တော့ City ပဲ ACC နိုင်သွားနိုင်မယ့်ပွဲမျိုးအိုက်ပွဲကနေ့လေညနေ3:00နာရီမြန်မာစံတော်ချိန်ည9:00ကိုဆန်ဒလန်နဲ့ဘိုးမောက်ကကျွန်တော်ထင်တော့ဘိုးမောက်လည်းကောင်းတယ်ဆန်ဒလန်လည်းကောင်းတယ်ကောင်းတဲ့နဲ့တွေ့တယ်ဒါပေမဲ့ ကစားပုံနဲ့လှုပ်တက်ကင်တက်တာတော့ဘုံမောင်နည်းနည်းပို့ပြီးတော့ကောင်းတယ်ကျွန်တော်တို့အာတိုနီအေရာဟူလာကိုပို့သဘောကျတယ်သေကိုဥတီနိုင်တယ်ဘုံမောင်ကိုနည်းနည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲမျိုးမြင်တယ်နောက်တစ်ပွဲက Everton နဲ့ Newcastle နှစ်သင်းလုံးက Manchester Derby နှစ်သင်းကိုနိုင်ထားတာ Everton က Old Trafford မှာ United ကိုနိုင်တယ် Newcastle က St James's Park မှာ Man City ကိုနိုင်တယ်ဒါပေမဲ့ Everton ရဲ့ကစားပုံထက် Newcastle ရဲ့ Away Queen Form တရားဒီအဝေးကွင်း6ပွဲကံနဲ့3ပွဲရှုံ3ပွဲတည်ချန်ပီယံလိမှာ2ပွဲကံနဲ့2ပွဲနိုင်2ပွဲရှုံဆိုတော့ Newcastle clearly အဝေးကွင်းဆိုရင်တော်တော်လေးဒုက္ခရောက်နေတဲ့ရုံးကန်နေရတဲ့အချက်ပဲအဲ့ဒီချက်က Manchester ဒါဖဲသင်းကိုမဆိုး Newcastle အခြေအနေမကောင်းဘူးဒီချက်ကအဲ့ဒါကလည်းအခုလောလောဆယ်အနေထားရတော့ဘယ်လိုပြောမလဲဒါစိတ်ဝင်စားစရာအခြေအနေမျိုးဖြစ်ပြီးတော့ လက်ရှိနေထားရ Newcastle United Everton ရဲ့ကစားပုံ Everton မာတယ်နော်သူတို့အိမ်ကွဲမှာ Spurs ကိုသူတို့ရှုံးသွားတယ်အိမ်ကွဲမှာရလဲအချို့ကြသွားတာမှန်ပေမဲ့ United နဲ့ပွဲတော့ကစားသွားတဲ့ပုံစံကြင်တော်လေးကောင်းတယ် Newcastle ခက်ခက်ခဲကစားရမယ်ပွဲပဲအဲ့ဒါကည7:00နာရီမှာကံမယ်ပြီးတော့မှနောက်ဆုံးမှ Spurs နဲ့ Fulham ဖူအန်လည်းအဲ့လောက်မကောင်းဘူးဒီအားဒီမှာမာကိုဆေးဗာအသင်းကိုကြည့်ရင်တို့အိမ်ကွင်းဆိုရင်တော့မဆိုးပေမဲ့အဝေးကွင်းမှာရုံးကန်ရတယ်။စပါးကလည်းပြဿနာအိမ်ကွင်းရလည်းတော်တော်လေးဆိုးတာ။ယာဒီအစကဘန်လီတပွဲပဲနိုင်တယ်။ဘရန်ဖူကိုလည်းရှုံးတယ်၊ဗီလာကိုလည်းရှုံးတယ်၊ချယ်ဆီကိုလည်းရှုံးတယ်။တို့အိမ်ကွင်းကလုံးဝ struggle now ဝူးဖ်ကိုတည်ကြတယ်။တို့အိမ်ကွင်းတော်တော်လေးအားနေတယ်စပါးကအိမ်ကွင်းကြရင်ဘာကြောင့်မှန်းမသိဘူး။ဒါပေမဲ့ခတ်တာကလည်းဖူအန်ကလည်းခြေမမှန်ဘူးဗျ။ထော်တန်နီးဗျ Thomas Frank နဲ့ under pressure PSG ကိုလည်းကိုးပြတ်ရှုံးထားတယ်အာဆန်လည်းကိုးပြတ်ရှုံးထားတယ်ဆိုတော့ဒီပွဲကသူ recover လုပ်ကိုလုံးရမယ်အင်္ဂွေမှာဇက်တိုက်ရလက်တီဆိုနေအခုဘုံမောက်ရဲ့ချယ်ဆီရဲ့ဒါဘုံမောက်ချယ်ဆီရဲ့ဗီလာရဲ့၃သင်းတောင်ရှုံးတာဝူကိုတီဘန်လီတသိမ်းပဲပွဲစဉ်တက်မှာနိုင်ထားတာခရစ်ယာန်ရိုမဲရို၅ပွဲကြောင့်ပွဲပယ်ခံရမယ်ဒါပေမဲ့ကျွန်တော်အထင်တော့ဒါဒီပွဲကတော့စပါအနိုင်ရတဲ့နဲ့ပွဲမျိုးအင်္ဂွေမှာကမ်းမှာအဲ့ဒါကနနက်၂နာရီခွဲပေါ့လေဒါကဒီစနေနေ့အင်္ဂလန်ပရီးမီယာလိပွဲတွေပါအားလုံးကြည့်ကြပါမယ်